အစ္စရေးအီရန်စစ်ပွဲကြောင့်စစ်ပွဲမဖြစ်ခင်မှာဖွင့်လှစ်ဖို့ရည်ရထားတဲ့အီဂျစ်မှာရှိတဲ့ကမ္ဘာအကြီးဆုံးရှေးဟောင်းပြတဲ့ကြီးဖွင့်လှစ်မှုလည်းရွှေ့ဆန်းရပါတယ်။ဂျိန်စာတဲ့အီဂျစ်ဖာရိုဘရင်တူတန်ခမန်ရဲ့ဂျိန်စာတည်နေတဲ့ကောင်တလာကြီးပါဝင်ရှေးဟောင်းပစ္စည်းပေါင်းတသိန်းကျော်ရှိတဲ့အီဂျစ်နိုင်ငံကိုင်ရိုမြို့ရှိကမ္ဘာအကြီးဆုံးရှေးဟောင်းပြတဲ့ကြီး Grand Egyptian Museum ကိုဖွင့်လှစ်ဖို့နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးအခုဖွင့်လှစ်ဖို့စီစဉ်ထားပြီးဖြစ်ကမှာအစ္စရေးနဲ့အီရန်စစ်ပွဲကြောင့်ဖွင့်လှစ်မဲ့ရက်ကိုရွှေ့လိုက်ရတယ်လို့သိရပါတယ်။ တူရန်ပေ9သိန်းကျယ်ဝန်ကတိစောက်မှုကုန်ကြဆိုင်ဒေါ်လာ1.3ဘီလီယံသုံးခဲ့ရတဲ့ဒီပြတ်တိုက်ကြီးမှာ2005ခုနှစ်ကတည်းကစတင်ဆောက်လုပ်ခဲ့ပေမဲ့2017 RN ငွေဦးဒေါ်လာရေကြောင့်လုပ်ငန်းခွင်ရေဆိုင်ခဲ့ရပါတယ်2014မှာတိစောက်ရေးလုပ်ငန်းတွေပြန်စတင်ခဲ့ပါတယ် ကမ္ဘာလိုက်ခရီးသွားများစွာကြောင့်အီဂျစ်နိုင်ငံစီးပွားရေးကိုများစွာတိုးတက်စေဖို့မျှော်မှန်းထားတဲ့ဒီပြတာကြီးအားဖွံ့ဖွဲခန်းနာကြီးခန်းနာစွာကျင်းပဖို့အားလုံးပြင်ဆင်ပြီးကမှအခုအစ္စရေးနဲ့အီရန်စစ်ပွဲကြောင့်အရှိလက်ပန်းတည်တာနဲ့အာရဗ်ကမ္ဘာမှာပါတည်ငြိမ်မှုပြပြသွားပါတယ်အခြေအနေနဲ့အချိန်ခါအရမှသာဖွံ့ဖွဲရေးကိုပြန်တည်ပြနိုင်တော့မယ်လို့ပြတိုက်တဲ့အီဂျစ်ဆိုရရှေးအောင်သူတေသနာဌာနမှထုတ်ပြန်သွားပါတယ် ဒီပြတိုက်ကြီးမှာတမိုင်ကွာမှာအီဂျစ်နိုင်ငံရဲ့ပြရုပ်ပရမစ်တွေကိုမြင်တွေ့ရမှာဖြစ်ပြီးပြတိုက်ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း3200ကလေးကတိဆောက်ခဲ့တဲ့83တန်း၄တန်း Ramses 2ရုပ်ထုကြီးလည်းရှိသလိုအီဂျစ်ဖာရိုဘီယန်ရဲ့တမိုင်မှာဩဇာထမ်းမြင်တဲ့ဘီယန်မှာ Haiti Pharaoh ရဲ့ယန္တရာတွေလည်းရှိပါတယ်အထူးအခြားဆုံးကဖာရိုဘီယန်တူတာခမန်ခွန်တလာဖြစ်ပါတယ် ဒီကောင်တလာနဲ့ပတ်သက်ပြီးရုပ်ကျွန်းကိုရှာဖွေသူတွေဟာထူးဆန်းတဲ့ဖြစ်စဉ်တွေနဲ့တည်ဆုံးခဲ့ပြီးကောင်တလာကိုတူတန်ခမန်ကျင်းစာတဲ့ကောင်တလာလို့ထိတ်လန့်တကြခေါ်ဆိုကြပါတယ်။ကောင်တလာထဲမှာတူတန်ခမန်ဘီရင်လေးရဲ့ရုပ်ကျွန်းရှိနေပြီးကောင်တလာကိုရှာဖွေတွေ့ရှိခဲ့သူဟာအင်္ဂလန်သားရှင်းအောင်သူရတနာပညာရှင်ဟောင်ဝတ်ကတာဖြစ်ပါတယ်။ခုနှစ်နှစ်ကြာရှာဖွေခဲ့ရပြီးမှ1922မှာတွေ့ရှိခဲ့တာပါ။ကောင်တလာနဲ့ဆက်ဆက်ရှင်းအောင်ရုပ်ကျွန်းတဲ့ပစ္စည်းတွေကိုထပ်မံရှာဖွေသူများထဲမှာ ဗန်နာယေးစိုက်ထုတ်သူလော့ကာနာဘုံကလည်းချင်ကရမှာတစ်ဆင့်ထူးခြားတဲ့ယောဂကိုဆက်ပြီးတည်ဆုံးအပ်ပြန်ပါလေဖာရိုပြင်ယုံလုံးကျွင်းကြံတွေကိုအစ်စွေးရိုက်ကိုသူစာချီဘက်ဒော့ဂရက်ဟာလည်းထူးဆန်းတဲ့အဖျားယောဂနဲ့ကွယ်လွန်ခဲ့ရရှာပါလေကောင်တလာရှာမှုရှိသူဟောင်းဝက်ကာတာကိုယ်တိုင်လည်း1939အသက်64နှစ်အရွယ်မှာဟောက်ကင်းဆိုတဲ့ယောဂကြောင့်ကွယ်လွန်ခဲ့တဲ့အတွက်ဂျိန်စာတဲ့ပြည်ထောင်ခမခေါင်းလုံးဖြစ်ယနေ့တိုင်နာမည်ကြီးနေတာဖြစ်ပါလေ